စီဝါရေးကောင်းဆုံးကဒီပရိုက်တာဖြစ်သလိုပဲကျောစိတ်တယ်မှာထင်တာတော့ပထမတစ်ခေါက်ဟိုကိုပေးရန်ပြီးသွားပြီခုနောက်ပိုင်းရေပေးလာတယ်ရေပေးလာတော့လဲအဲ့တိုင်းပဲလူလာတန်းလာတော့ဒီကျွန်တော်မြန်မာလူမျိုးတွေအကုန်လုံးကတော့လူမျိုးပြေးဘာသာမျိုးအကုန်လုံးကတော့လူကြတန်းကြလာပြီပဲဒါပေမဲ့အဲ့ဘုံမှာမူတည်ပြီးတော့တန်ဖို့ရှိအတုံးဆချချစီခြင်းတယ်ကျွန်တော်ရဲ့စီရင်ကဟိုဘယ်လိုပြောမလဲဆိုတော့90လောက်လူပြီးတော့900လောက်အစ်တက်ထတာတော့မဖြစ်သင့်ဘူးပေါ့နော်အဲအဲ့လိုမျိုးတွေပေါ့အခုကျွန်တော်လိုင်းပေါ်မှာတွေ့တဲ့ဟာတွေပတ်စံတွေကပြန့်ကျဲနေတယ် ဟိုဘလို့ဆယ်လီဖြစ်နေတာများနေတယ်အဲဆိုအဲ့ဒီရဲ့စကိုင်းမီလာမှာဟိုဘာရှိတယ်ညာရှိတယ်ကျွန်တော်မသိဘူးကျွန်တော်ရောက်ရောက်သွားတာဥနောက်ပိုင်းကျွန်တော်ကသိလာတာဘာစိန်နေဘာညာရှိတယ်လို့ပြောကြတယ်ဟုတ်လားအဲ့လိုအကြောင်းမို့အာကျွန်တော်တွေ့အတွေ့အကြုံတွေ့လိုက်တာအာကျွန်တော်လူတွေပုံထက်နေတာပါလားအဲ့ဒီခုတော့တွေ့ရလိုက်တယ် ုတ်ကျွန်တော်နာမည်ကတော့မင်းလွင်ဦးပါခင်ဗျာဒီအသင်းကတော့မြောက်ဝိခန်သာတွဲတဲ့မှာပြလိုက်တဲ့အသင်းကျွန်တော်အသင်းဥက္ကဋ္ဌကျွန်တော်ကကျွန်တော်အသင်းထောင်လာတော့2019ကထောင်လာတာခင်ဗျာ2019နဲ့အဲ9လပိုင်းလောက်ထောင်လာတာအခုဆိုရင်ရှင်းနေပြီပါရှိပါပြီခုမှပဲဆိုလို့ရှိရင်ဟာဟိုပြောလို့ဆိုတော့ပရာဟိကကိုလည်းပြောမှာဆိုစီးပွားရေးသဘောဆက်ဆံတွေကပုံများလာအခုကဟိုဘယ်လိုခေါ်မလဲဆိုတော့စီးပွားရေးကောင်းဆိုတာဒီပရာဟိတာဖြစ်သလိုပဲကြောစိတ်တယ်မှထင်တာပေါ့ပထမတစ်ခေါက်ဟိုကိုဘေးရန်ပြီးသွားပြီခုနောက်ပိုင်းရေးပေးလာတယ် ရေးပေးလာတော့လေအဲ့တိုင်းပဲလူလာတဲ့နာတော့ဒီကျွန်တော်တို့မြန်မာလူမျိုးတွေအကုန်လုံးကတော့လူမျိုးပြေးဘာသာမျိုးအကုန်လုံးကတော့လူကြတန်းကြလာပြီပဲဒါပေမဲ့အဲ့ဘုံမှာမူတည်ပြီးတော့တန်ဖိုးရှိအသုံးစားချစီခြင်းလေကျွန်တော်ရဲ့စီရင်ကဟိုဘယ်ပြောမှန်းဆိုတော့90လောက်လူပြီးတော့900လောက်အစ်တဲထဲတာတော့မဖြစ်သင့်ဘူးပေါ့နော်အဲအဲ့လိုမျိုးတွေပေါ့လူရှင်တွေကဟိုအိတ်ဖို့တရားလူမျိုးရှင်ဒီနောက်ခက်ခဲတဲ့လူပြီးအိတ်ပြားလေလုံးဝ ပြန်မရောက်ဘဲနဲ့20 30လောက်ရောက်တယ်ဆိုတဲ့တောင်းလို့လားကျွန်တော်ကဆိုရဒီလိုဆိုတာကွာဟိုအတူရှင်းရနေပြီးတော့ပေးလိုက်တဲ့ပတ်စံတရာဒီဟိုပါချွင်းချက်ပေါ့တကယ်လို့သူတို့အသိရနေပြီးတော့ဟိုကားကားတွေပါတုံးတာဆိုလက်ခံလို့ရတယ်ဒါပေမဲ့အဲ့ပတ်စံဒီတန်ဖိုးရှိတဲ့နေရာဖြစ်စေခြင်းလေကျွန်တော်ဆိုလိုက်တဲ့ပဲအလား၃၃ဖွဲ့ပေါ့မနီဇောလာနဲ့စေတနာနဲ့အဲ၃ဖွဲ့သွားတော့အဲ့မှာကျွန်တော်တို့ဟိုရောက်သွားတယ်အခုခေစားနေတယ်ဗါလဲစကိုင်းဗီလောက်ရောက်သွားတယ်ခေစားစကိုင်းဗီလောက်ရောက်အောင် ယောက်လဲယောက်ပါပြောတတ်ကြည့်လိုက်တော့အများကြီးပဲကဲစေးသမားတွေပါပြီးတော့အများကြီးပဲပုံထက်နေတာပဲအဲ့မှာအိတ်တဲ့လူကအိတ်ပေါ့ကျွန်တော်တို့ယောက်ဝင်တဲ့အချိန်မှာအဲ့မှာတရုတ်တွေကသူတို့ကိုယ်တိုင်လုံနေကြတယ်အဲလုံနေကြသူတို့ကိုယ်တိုင်လုံနေကြတာပေါ့ဆိုတော့ကျွန်တော်ကကြတော့ပွင့်နေပြောရင်ကျွန်တော်ကအတင်းကဟိုမိတ်ဖက်ဆိုတာဒီလိုပဲထားရတာပဲရှိရဲ့ဂရုဆိုတာမရှိဘူးအဲပြောချင်တာအဲဂရုလဲလိုအပ်တယ်အခုနောက်ပိုင်းများတော့များလာတယ်ဒါပေမဲ့ငားနဲ့ဖာကွဲသွားလိမ့်မယ်ကျွန်တော်လုံးမဲ့အနေသားတစ်ခုပါကြတော့ ိုဘယ်လိုပြောမလဲဆိုတော့မျက်နှာကြီးကဟဲမမပါဘူးဒါကျွန်တော်ကျွန်တော်ဆွဲတွေပဲမျက်နှာကြီးမမပါဘူးအခုကျွန်တော်သူ့သူ့လည်းပြောပြတာကျွန်တော်လုံးမယ်ဆိုလို့ရှိရင်ပရိုက်တာစစ်အမှန်ကျွန်တော်လုံးမယ်နံပါတ်1လူနာလမ်းကြောင်းတော့ရင်တရာကြီးပဲစားလမ်းကြောင်းတော့လို့ရှိရင်နေဝေးလမ်းကြောင်းတွေပဲတော့ရှိရင်ပတ်စံအောင်ကျွန်တော်ပေါ်စီဖို့တော့ပြအလူငွေထည့်ရဒီဟာပဲတော့အဲအဲ့လိုမျိုးပေါ့အခုကျွန်တော်ကြည့်တော့ပဲကျွန်တော်အခုအရင်ကအတင်းမှာဆိုလို့ရှိရင်ကျွန်တော်လမ်းကြောင်းတွေများတယ်လမ်းကြောင်းတွေများတယ်ဆိုလို့ရှိရင်ကျွန်တော်လွှဲမယ်ဆိုလို့ရှိရင်ကျွန်တော် view ဆိုင်ပြီးလွှဲရတယ် လူလူနာတယောက်ကျွန်တော်လမ်းခေါ်တယ်ကျွန်တော်နာမည်သူတော့မှတ်ထားတာပဲညဝေခန်းတော့မှတ်ထားတာတကယ်လို့ကျွန်တော်တခြားသင်းကိုတွဲလိုက်တယ်တွဲလိုက်ဆိုအဲ့တခြားပတ်စံတောင်းဝိုင်းကျွန်တော်နာကျွန်တော်ကနာမည်ပြတ်တယ်အလိုလိုပါဖြစ်တယ်အဲ့တော့ကျွန်တော်ကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့စိတ်ချရတဲ့ကျွန်တော်တို့ဒီအခုဒီတော့ agent ဖြစ်နေပြည်သားရှင်လို့ပြောရှင်တန်ကွင်းလို့ပါကျွန်တော်အဲ့နှစ်တင်းတော့ပဲကျွန်တော်အဓိကထားလွယ်တယ်ကျွန်တော်ကအမအားနေဝါကဲမထူးတော့ဘူးဆိုတော့အဲ့မှာဒီကျွန်တော်တို့ဖွဲ့တိုင်မနဲ့တော့ဒီဒီ animal ဆိုတာကဲအဲ့ဆိုစကိုင်းတက်မယ်ဆိုစကိုင်းတက်တော့စကိုင်းတော့တိုက်ဝါကြီးကြောင်းမှာ တလုံးနှလုံးကိုရင်နှလုံးကောလိုက်ရတယ်။ဒါကိုဘာပဲပြောလို့ပြီးပြီပြလာပေါ့။ကိုယ်ကလှုပ်ချင်တဲ့ဟာတစ်ခုကိုလှုပ်လိုက်ရတယ်။ဒါပေမဲ့အဲ့နောက်မှာပတ်ချာသေးတယ်။ပတ်ချာတော့ဟိုအောင်မဖြစ်ဘူးဟိုမရှိကြတော့ဘူးပေါ့နော်။ပြန်လာပြီးတော့ဒီရပစ္စည်းတွေယူသွားပြီးတော့ပြန်ပြီးတော့လှူသေးတာပေါ့။အဲကျွန်တော်ကအဲ့မှာကြာသွားတယ်။၁၀ရက်လောက်ကြာသွားတယ်။ဒီဂျုံဝင်းလာပါပဲ။အေးဖုံးချောင်းပါဂျုံဝင်းလာပါအေးပေါ့။အဲ့လိုစကိုင်းတက်ပေါ့။ဒီကလှူတဲ့ဟာတွေကိုသွားလှူပြီးပြန်လာပေါ့။ဒါပေမဲ့ကျွန်တော်လှူတဲ့နေရာမှာလည်းကျွန်တော်ဒီလိုမျိုးအင်းအော့ဆိုပြီးကျွန်တော်တက်ဝင်ရမရဘူး။ စီဝုတ်ကုန်ကုန်ပြီးကျွန်တော်အထဲထဲဒီဝင်တယ်ဘယ်နေရာလိုအပ်လဲလိုအပ်နေတာကျွန်တော်လိုက်တယ်ဟုတ်ကိုလူတဲ့ဟာလဲဘာပြောတိအောင်လို့ပေါ့နော်အခုဒီတစ်ခေါက်ကျွန်တော်ကတိုင်းဘော်တစ်ခုတင်လိုက်တယ်တိုင်းဘော်တင်ပြီးတော့ကျွန်တော်ဒီတစ်ခေါက်လှုပ်ရှင်တဲ့ဟာကျွန်တော်ဆယ်တန်းတော့ပြောပြတာကျွန်တော်အခုပတ်စံဘယ်လောက်ရမလဲရရင်ကျွန်တော်အင်တလုံးရရင်တလုံးကျော်သဆောက်ပြီအဲ့လူရှင်တွေကိုဂရီးမီထိုးပေးမယ်တကယ်လို့များအဲ့လူရှင်တွေကဟိုမှာစကိုင်းတော့လည်းကောင်းမန်းစိတော့လည်းကောင်းဖြတ်သွားဖြတ်သွားတွေ့လို့ရှိရင်ဒီဟာလေးတွေ့ရင်ပီတိဖြာနိုင်အောင်လို့အဲ့လိုလှုပ်ပေးခြင်းတယ် အခုကျွန်တော်လိုင်းဝမှာတွေ့တဲ့ဟာတွေပတ်စံတွေကပြန့်ကျဲနေတယ်ဟိုဘယ်လိုဆယ်ဒီဖြစ်နေတာများနေတယ်ဟိုပြောပြောပဲဆိုအာဒီမှာဘယ်လောက်ရနေပြီကျွန်တော်ဒီမှာဘယ်လောက်ရနေပြီကျွန်တော်နဲ့ဆယ်ဒီဖြစ်နေတာများတယ်အခုကအဓိကအဓိကဘာလဲဆိုငလီဘေးကတန်လေဒီဆောင်ရရေးကြီးတယ်ကျွန်တော်တို့ဖြစ်လို့ရှိလို့ရှိရင်စောက်တော့စားနေကြိတ်ခါနောက်ပြီးတော့ပြပြင်းတယ်လို့ပါလို့အနေထိုင်အဲ့ဒါလေးတွေကကျွန်တော်တို့လိုအပ်တာမှန်ပဲပတ်စံမလိုအပ်သေးဘူးကျွန်တော်စိတ်ထဲက ဘာလို့ရတော့ပြန်လဲထူထောင်ရေးမှလိုအပ်ပြီအားလုံးရှင်းလေးဝါရေဆိုလို့ရှင်အခုအိမ်ဆောင်မယ်ဘလောက်ကုန်မယ်တရာကုန်မယ်ကျွန်တော်တော့90လောက်နိုင်ပြီ90လောက်အဲအဲ့လိုမျိုးပေါ့ဖြစ်စေချင်တာပဲပါလားအခုကပြဿနာနဲ့ပြန်ရတယ်တင်းနေစီတောင်းနေအားကျွန်တော်ဘလောက်ရနေပြီဘလောက်ရရင်ဘလောက်ရနေပြီဒါအများကြီးပဲပြန်နေတာတချို့တိုက်ပြီးပြန်တယ်အဲ့လိုနေရာမှာရောကဲလေတိုင်းအခုတွေးခဲ့ရတာပဲအခုလာလို့တိုက်ပြီးတော့အရင်ပြုံနေဆိုတော့လေဖြူလို့ရတယ်ဖြူလို့ရဆိုတော့ဖြည့်ချင်နေလားအဲ့ဒီဖြည့်ပါလားအခုကပြလိုက်တာဘာဖြစ်လဲဆိုတော့ဟိုကျွန်တော်ကြတော့လေဟိုအန်စီသွားတာ အဲ့တော့အဲ့ဒီရဲ့စကိုင်းမီလာမှာဟိုဘာရှိတယ်ညာရှိတယ်ကျွန်တော်မသိဘူးကျွန်တော်ရောက်ရောက်လာခုနောက်ပိုင်းကျွန်တော်ကတည်လာတာဘာစိန်နေဘာညာရှိတယ်လို့ပြောကြတယ်အများကြီးပဲဟောစိန်နေမှာရှိရှိတယ်တဲ့အဲ့ကြမှာတည်လာဟုတ်လားအဲ့လိုအဲ့ကြောင့်မို့အာကျွန်တော်တွေ့အတွေ့အကြုံတွေ့လိုက်တာအဲ့ကြောင့်လူတွေပုံထက်နေတာပါလားအဲ့ဒီခုတော့တွေ့ရလိုက်တယ်အများကြီးရှိသေးတယ်စကိုင်းမာတွေလည်းရှိသေးတယ်ဥမာပြောတာတကယ်အခု တကယ်တော့ကျွန်တော်အခုကျွန်တော်အကိုပြောတယ်အကိုလို့ကျွန်တော်ချက်ချိတ်လိုက်လို့အခုအိမ်ပြည့်နေရှိတယ်လိုအပ်လားလူရင်းရလိုအပ်လားပတ်စံဟိုဖြိုချပဲအိမ်တွေပေါ့ပေါ့ပတ်စံမရှိဘူးမတက်နိုင်ဘူးပေါ့လှုပ်အားပေးမယ်ကျွန်တော်ခေါ်ကျွန်တော်သွားလှုပ်ပေးမယ်ကျော်လင်းရဘယ်လောက်ရောင်း30လား30လားကျွန်တော်သွားလှုပ်ပေးပတ်စံတပြားအောင်ပေးတယ်ကိုလူမျိုးကိုစားရီသွားလှုပ်ပေးမယ်အဲအဲ့လိုမျိုးပေါ့အဲ့လိုအိမ်တွေအများကြီးရှိတယ်လေတော့ဒီဟာကြီးကိုပဲတဆံမဲ့တဲ့ဆိုတော့သူတွေးစရာပေါ့ အဲ့လိုမျိုးတော်တော့ပြောစကိုင်းမီလာလည်းအကုန်လုံးနာမည်ကြီးနေကြတယ်စကိုင်းမဲစကိုင်းမဲတော့ဒါသွားလို့ရှိရင်နာမည်ကြီးမီလာနာမည်တစ်ချက်ပေါ့အဲ့အဲ့လိုမျိုးပေါ့ဟိုကျန်တာတော့ကျန်တာမတွေးပါဘူးဇာတိတာပိုင်းဆိုင်တော့ကျွန်တော်ပြောချင်းဒါပေမဲ့နာမည်ကြီးပေါ့အဓိကဖြစ်နေအခုပလိုက်တာလောကမှာရောတော်တော်များများကျွန်တော်မြန်မာနိုင်ငံအခုက70ခေတ်တော့လာမသိဘူးနာမည်တော်တော်ကြီးနေကြဘယ်နေရာပါဆိုနာမည်ကြီးနေတာကြီးပဲအဲ့အဲ့လိုဖြစ်နေတချို့ကလည်းတော့လည်းကောင်းပါတယ်ဒီထဲထဲဝင်ပြီးကူညီကြရပါရဲ့ရှိတယ်တချို့ချို့တော့ဘာပြသမားတွေကရေပေါ်စီများတယ် ခုကဆယ်လေးခင်းမို့လားမသိဘူးလိုင်းမော်တင်လိုက်လို့ဆိုချင်းပတ်ဆိုင်တွေဝင်လာဝင်လာအဲ့အရာတွေပဲထိုင်ဆောင်နေတက်တက်ရှိတယ်ပရိုက်တာဖွဲ့မှာနော်တက်တက်ကိုရှိတာဘယ်နဲ့ဘာဖြစ်မလဲဆိုရင်ဒိန်းသူတင်လိုက်တယ် तू ကပထမဆုံးဆယ်လေးဖြစ်တာတကယ်လည်းလမ်းကြောင်းဘယ်လိုဘယ်နှကြောင်းထွက်လဲကျွန်တော်ရှင်းရဲတယ်ကျွန်တော်အသေးနဲ့ဟိုတန်မိုးရှိတဲ့ဟာကိုပတ်ဆိုင်ကိုတန်မိုးရှိတဲ့ဟာကိုတန်မိုးရှိတဲ့နေရာကိုသွားကြည့်ချင်တာဟာအဲအဲ့ဒါကိုကျွန်တော်ဆိုလို့လားတော့အကူကနေပြီးတော့လူတယောက်ကိုကမအားဘူးလူတယောက်ကိုဟိုဖြစ်လိုက်တယ်ဖြစ်လိုက်တော့ကဲချက်တော့ငေါ့လှူပေးပါဆိုလို့ရှိရင်တူတယ်ဆိုရှင် ဟိုထိရောက်မှုကအရေးကြီးတယ်လေအခုပြည့်တဲ့ဟိုသွားဖြည့်တော့ဘာထူးမှလဲဘာမှမထူးဘူးလေကျွန်တော်ပြောတာအခုကတော်တော်မြင်တာပြည့်တဲ့ဟိုလိုက်ဖြည့်နေကြတယ်ဘာဖြစ်လို့လဲဆယ်လီဖြည့်ချင်လို့အဲ့လိုကျွန်တော်တို့အတင်းကိုကျွန်တော်တို့အတင်းနဲ့စင်းရနွမ်းပါတဲ့အတင်းနဲ့အများကြီးတယ်သူတို့လည်းမတက်ဘူးလားမတက်တယ်ငလင်ဘေးကိုတက်တယ်ရေဘေးတက်တယ်အခုသူတို့သူတို့သူဟန်တယ်သူတို့ပဲသူတို့ချစ်ကုတ်ပြီးတော့သူရအောင်တက်တာသူတို့ကူညီစိတ်ရှိတာဟုတ်ဟုတ်လားကြပါအခုကလှူတဲ့တန်းနဲ့အလှူရှင်တွေရတယ်စေတီဖြစ်တဲ့အတင်းတွေကိုပဲများသောအားဖြင့်ဟိုလက်တရဆရာခေါ် ရောင်းငေါ့တော့ဒူဒူလူကြမယ်မင်းလာခဲ့လိုက်မင်းလာခဲ့လိုက်မင်းလာခဲ့မင်းလာခဲ့လိုက်အဲ့လိုလူကြရောအဲ့လူကြတဲ့အချိန်မှာအဲ့လူတို့သွားစင်းကောက်ကြည့်လိုက်မချမ်းသာတဲ့အတင်းမို့အကုန်ချမ်းသာတဲ့အတင်းတွေကြီးပဲအကုန်ပြည့်စုံတဲ့အတင်းတွေကြီးပဲကျွန်တော်ဟိုဟာဟိုတော့ဟိုဟာပြက်ရွှေကျော်ဆိုပြီးတော့ကျွန်တော်စကိုင်းကဘုံကြီးတစ်ပါးကျွန်တော်လိုက်ဖို့ကျွန်တော်အဲ့မှာဆူလာပြားသွားထူတာပြက်ရွှေကျော်တဲ့သွားတာပေါ့ဇီဒီပထိုးတွေပါလေဟိုပြိုကျတာလေအများကြီးပဲ အပေါ်တက်ပြီးတော့ကျော်ပြက်ရွှေကျော်ရဲ့ဒီမှာဆိုတော့တော်တော်များတယ်မှန်လည်းပြောရင်ကျွန်တော်လည်းဘယ်လိုစိတ်ကောင်းလဲဒါကြီးဘယ်လိုဖြစ်သွားလဲဆိုတော့တော့ကိုလည်းမစွမ်းစောင်းနိုင်ဘူးလေအဲ့တော့စိတ်တော့မကောင်းဘူးပေါ့ကျွန်တော်အခုလူလာများသောဖြင့်အမှန်တမ်းပြောမယ်ကျွန်တော်ဘုံကြီးနဲ့မတိလိုက်ရင်ကြောင်းအခုကျွန်တော်ပါလာတဲ့ဟာတွေအဲ့ဒါကိုအဓိကထားလို့ရမတိလိုက်ရင်ကြောင်းဟိုရွက်ပြင်းတယ်သောက်ဆောက်ပြီးနေတာဆရာလေးတစ်ပါးရှေ့မှာထိုင်နေတာဆရာလေးမလို့ဘာဖြစ်လို့လဲဆိုတော့မဟုတ်ဘူးတဲ့အဲ့ဟိုအလူရှင်တွေစောင့်နေတာတဲ့ဒီဘက်မှာတဲ့ ဟိုတိုက်ပြောအောင်ဆရာလေးဆိုခဏကြည့်မယ်ဆိုသွားကြည့်တော့တက်ကြီးကပြောအောင်အောက်ကကားနေပြီးနေပြီးတော့ဆရာလေးဘလို့နေလဲဆရာလေးတို့ကလည်းတခြားနေမှာသွားနေတယ်ရုပ်ပြညာထုတ်နေတာဆရာလေးတို့မီရောရှိရလားအရှင်မြန်မပြေဘူးဆိုကျွန်တော်အားနဲ့ဆူလာပြီးနှလုံးပေးလိုက်တယ်ပေးလိုက်ပေးပြီးတော့အဲသူစောင့်တာပါအလူရှင်စောင့်နေတာလည်းဒါလေးကိုပြန်ပြင်ပေးဖို့အလူရှင်ပေါ့နော်အဲအဲ့လိုမျိုးပေါ့တကယ်တမ်းကြရင်စိတ်မကောင်းပါဘူးကျွန်တော်ထိခိုက်မှုညာအာကျွန်တော်တော့အခုအခုကစောင့်နေတာပါတကယ်ကြီးနေလေဒီအလူရှင်ရဲ့ဟာတွေလည်းစောင့်နေတာပေါ့စောင့်လို့ရှိလို့ရှိရင်တော့ကျွန်တော်ကတော့ ခုကျွန်တော်ခြာရာထားတော့ပလိတော့ကျော်ရာထားတယ်ပလိပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပေးနေတယ်တော့ကျွန်တော်အခုပတ်စံတရားရရင်ကျွန်တော်အင်တာနက်သဆောက်ဝင်မယ်အင်တာနက်ဆောက်သူတို့ကျွန်တော်ပတ်စံမထည့်ဘူးကျွန်တော်ဒီကနေခေါ်သွားမယ်ခေါ်သွားပြီးကျွန်တော်အလူဗော်လန်တီးယားတွေနဲ့သွားမယ်သွားပြီးအိမ်ဆောက်ပေးမယ်ရှားပြီဆိုရင်ကျွန်တော်အလူရှင်းတဲ့ဟာလေးကိုနာမည်တက်ပြီးကျွန်တော်ပြန်လာမယ်ကျွန်တော်ထိထိရောက်ပဲလုပ်မယ်ဂျီတံမှုတွေကတော့လူပေးရမှာပေါ့အများတော့လူပေးရမှာပေါ့ဟာနောက်ပြီးတော့ဒီမှာပါလာတဲ့အခင်းတွေပါလေးပေါ့နော် အဓိကတော့ကျွန်တော်အဲ့ဒီသူတည်တည်တက်တက်အိမ်တစ်လုံးဖြည်းဖြည်းအဲ့လိုမျိုးကျွန်တော်စောက်ပေးခြင်းတယ်ဟိုကိုနိုင်တယ်လို့ပေါ့တစ်လုံးနဲ့တစ်လုံးပေါ့နှလုံးနဲ့နှလုံးပေါ့